လူတယောက်ကကိုကိုကိုဘလို့မြင်တယ်လဲဆိုတဲ့အမြင်ကသူ့ရဲ့ဘဝသူ့ရဲ့အောင်မြင်မှုကိုဘလောက်ထိများပြောင်းလဲပြနိုင်မလဲအဲ့ဒါကိုဒီနေ့ပြောပြမယ့်ဇလံလေးကတက်တေပြတော့မှာပါအရင်ရိုးရှင်းတယ်ဒါပေမဲ့တော်တော်လေးအစွမ်းထက်တဲ့ဇလံတပုတ်ပေါ့အတူရဲ့ခေါ်လေးတစ်ခုကဘဝတစ်ခုလုံးကိုဘလို့များပြောင်းပြန်လုံလံပြနိုင်တယ်လဲဆိုတာကိုအတူတူကြည့်လိုက်ကြရအောင်အောင်မြင်မှုအကြောင်းပြောကြရင်မမပါမဖြစ်တဲ့စာအုပ်တို့ရှိတယ်လေ Think and Grow Rich ပေါ့အဲ့ဒီစာအုပ်ကိုရေးခဲ့တဲ့ Napoleon Hill ရဲ့အယံနာမည်ကြီးတဲ့စကားတစ်ခွန်းရှိတယ် What you think about you become မြန်မာလိုဆိုရင်တော့သင်ဘာကိုတွေးနေတယ်လဲသင်အဲ့ဒါပဲဖြစ်လာလိမ့်မယ်ဆိုတဲ့သဘောပါပဲဒီစကားလေးရဲ့တိုးတိုးလေးဒါပေမဲ့ကျွန်တော်တို့ရဲ့အတွေးလေးတွေမှာဘလောက်ကြီးမားတဲ့ဆွမ်းအားတွေခင်အောင်နေတယ်လဲဆိုတာကိုညွှန်ပြချနေတယ်လို့ပဲဟုတ်ပြီဒါဆိုရင်မေးစရာတစ်ခုရှိလာတယ်အတွေးတွေကဒါတကယ်လက်တွေ့ဘဝကိုဖန်တီးနိုင်နေဆိုရင်လူတိုင်းဘာလို့မအောင်မြင်ကြတာလဲ ဟုတ်တယ်မလားအောင်မြင်ခြင်းစိတ်မရှိကြလို့လားဒါမှမဟုတ်ကိုယ့်ရဲ့တကယ်အစွမ်းအစားကိုမမြင်နိုင်အောင်တခုခုကများကာစီးထားလို့လားအဲ့ဒီမေကွန်းရဲ့အဖြေကအခုပြောပြမယ်ဇာလန်လေးတည်းမှာပဲရှိနေပါတယ်ကဲဇာလန်လေးကိုစလိုက်ကြရအောင်ပထမဆုံးပိုင်းရင်တင်းနေကတော့အရာအလုံးကိုပြုံးလဲသွားစေခဲ့တဲ့စီပွားရေးသမားတယောက်ရဲ့မေကွန်းတစ်ခုကနေစချင်ပါတယ်လူတွေရေယုံယုံနဲ့အရာကိုစီးကနေတဲ့ဘူတန်ယုံကြီးတစ်ခုကိုမြင်ရောက်ကြည့်လိုက်ပါအဲ့ဒီမှာပေါ့သူတောင်စားတယောက်ကသူ့ရဲ့နေစင်းအလုပ်အတိုင်းပဲထိုင်နေတယ် အဲ့ဒီချိန်မှာပဲဝက်ကောင်ဆာလာနဲ့တာတာနာနာစီးပွားရေးသမားတယောက်ကသူ့ရှေ့ကိုရောက်လာတယ်။ပြီးတော့သူ့ရဲ့တပဝလုံးကိုစိန်ခေါ်ပြောင်းလဲသွားခြင်းမဲ့စကားတခွန်းကိုပြောပေါ်ပြင်လိုက်ပါတော့တယ်။အဲ့ဒီစီးပွားရေးသမားကဘာပြောလိုက်လဲဆိုတော့ကျွန်တော်ကစီးပွားရေးသမားတယောက်ပဲအပြန်လန့်လဲလဲမှုဆိုတဲ့ system ကိုယုံတယ်။ခမရဘက်ကပေးစရာဘာမှမရှိဘူးဆိုရင်ကျွန်တော်ဘက်ကလည်းဘာမှပြန်ပေးလို့မရဘူးတဲ့။ကျွန်တော်လည်းပြတ်သားတဲ့စကားပဲနော်။ အဲ့ဒီစကားတခုကတူတောင်စာရင်ဒလုကောလုံးအပေါ်ရှုမြင်ထားတဲ့အမြင်တွေကိုအရင်နဲ့လောက်ခပစ်လိုက်သလိုပါပဲဆိုတော့ဒီနေရာမှာအတွေးခေါ်ကဘာနှစ်ခုလုံးလုံးဝကိုကွဲထွက်သွားတာတွေ့ရမှာပါတချမ်းကတော့ချူးတဲ့မူမိုင်းဆက်ပေါ့ငါမှပေးစရာဘာမှမမရှိတာဆိုတော့ယူဖို့ပဲတည်တော်တယ်ဆိုတဲ့အတွေ့နောက်တချမ်းကကြတော့ပေါ်မြန်မူမိုင်းဆက်တခုခုကိုပြန်ရခြင်းရင်တန်ဖိုးရှိတဲ့ဆုံးတရားကိုအရင်ပေးရတယ်ဆိုတဲ့အတွေ့အဲ့ဒီတူတောင်စာအဲ့ဒီအတွေးခေါ်နှစ်ခုရဲ့လမ်းဆောင်လမ်းခွာမှာ ရန်နေခဲ့ရတာပေါ့ကဲဒုတိယအပိုင်းကိုဆက်ကြည့်အောင်အဲ့ဒီစင်ခုံမှုကလီပြီးတော့ဘလို့အတိညာအလင်းပွင့်မှုမျိုးရသွားလဲဆိုတာကိုပြောပြပါမယ်ဇာလန်ကတော့ပန်းပွင့်လီတပွင့်ကန်ဒီစခဲ့တာပါ စီပါရဲ့တမရရဲ့စကားတွေရားချင်ရဲ့အရင်ပေးရတယ်ဆိုတဲ့စကားအဲ့ဒါကနင်းနဲ့တတိသူ့ရဲ့စိတ်ထဲမှာပယ်တင်ထွက်နေခဲ့တယ်ထွက်ကိုမထွက်ဘူးဒီစကားတွေကသူ့ကိုဘလောက်တောင်နက်နက်ရှိုင်းရှိုင်းတွေးခေါ်စေခဲ့လဲဆိုတာဒါကိုကြည့်ရင်သိနိုင်ပါတယ်ပြီးတော့ ၃ရက်မြောက်နေ့မှာအဖြေတစ်ခုကိုသူ့ရှာတွေ့သွားတယ်။ယထာလမ်းဘေးမှာပေါက်နေတဲ့တော်ပန်းလေးတွေကိုသူသတိထားမိသွားတာ။အဲ့ဒီမှာအတွေ့အထိတစ်ခုဝင်လာတယ်။ဟုတ်ပြီ။ငါ့ကိုအချွေစစ်တစ်စစ်ပေးတိုင်းငါကပန်းတပွင့်ပြန်ပေးမယ်။တကယ်တော့ဒါကအရင်ယူရှိနေတဲ့တွေ့လေးမယ်။ဒါပေမဲ့သူ့အတွေ့တော့ဒါဟာတော်လန်ကြီးတစ်ခုလိုပဲ။သူ့ကိုလက်ခံသူဆိုတဲ့ဘွားကနေပေးကမ်းသူဆိုတဲ့ဘွားအမတ်တင်ညာအစ်စ်ကိုစတင်ပြောင်းလဲပေးခဲ့တဲ့ပထမဆုံးခြေလှမ်းတစ်ခုခေတ်သွားခဲ့ပါတယ်။ โอเคอะคูตะเตยไปมาတော့ไอ้ใส่นี้ใส่ท้าเปียงแลมุเลยเนี่ยตูตองซาเตียวก็นี่ซีบวายตมาเตียวอภิบโลอะตวินกู้เปียงตั้วทะเลสรากูอะเตยใส่จิจะอ๋อไม่จาบาวตูทุชะเดแพทเทิร์นตะคูโกตริท้ามีลาเดบาเลยสรอตูกะปั้นตะพ่วนโกทันโพท้าบีเปลี่ยนไปเดนี่ดิมาสรยอะยังงัดแทอะยาจีปูบียาลาลากูตั้วตุ่ยเลยดากะบากูปะนี่เลยตูกะตัมโพตะคูโกเป้ไล่เดอะคา လူတွေကလည်းသူ့ကိုတံပိုးပြန်ပြေးချင်ကြတယ်ဆိုတော့စီဝါရီတမားရဲ့စကားကိုလက်တွေ့တက်တက်ပြနေလို့ပါပဲအဲ့လိုနဲ့တနေ့မှာတော့အဲ့ဒီစီဝါရီတမားနဲ့သူဒုတိယအချင်းပြန်တွေ့ကြတယ်အဲ့ဒီအခါမှာစီဝါရီတမားကသူ့ကိုဘာပြောလဲလဲဆိုတော့ဒီနေ့မှာခင်ဗျားဟာသူတောင်စားတရားမဟုတ်တော့ဘူးစီဝါရီတမားတရားခစ်လာပြီဒီစကားကသူ့ရဲ့ကိုယ်ပိုင်အမတ်တညာကိုလုံးဝပြောင်းလဲပစ်လိုက်တဲ့အဓိကကြရတဲ့အခက်ကတန်တစ်ခုဖြစ်ခဲ့လာတယ်သူ့ရဲ့အသွင်ကူးပြောင်းမှုကတော်တော်များများပါတယ်ကြည့်လေ 6လပဲကြာလေအဲ့ဒီ6လအတွင်းမှာသူအခြေခံအကြဆုံးအမန်တရားတစ်ခုကိုကောင်းကောင်းကြီးနားလဲသွားခဲ့တယ်အဲ့ဒါကဘာလဲဆိုတော့လူတွေကသူ့ကိုတနာလို့ပိတ်ဆံပေးနေတာမဟုတ်တော့ဘူးသူတို့ကသူ့ရဲ့ကိုမင်းစည်းဖိတဲ့ပန်းဒီအကတန်ဘိုးကိုပေးချေနေတာဆိုတာပဲသူဟာအလိုခံတရားမဟုတ်တော့ဘူးရောင်းချသူရောင်းခဲ့သွားခဲ့ပြီကဲအခုနောက်ဆုံးအပိုင်းကို ရောက်လာပါပြီဒီအပိုင်းမှာတော့ဒီဇလန်တစ်ခုလုံးရဲ့အနစ်ချုပ်အဓိက message ဖြစ်တဲ့ကိုကိုကိုရှုမြင်မှုရဲ့အစွမ်းအကြောင်းကိုပြောပြသွားမှာပါ ခြားလာကြသွားတဲ့အခါသူတို့ပထမဆုံးတွေ့ခဲ့တဲ့အဲ့ဒီဘူလာယုံမှာပဲလူနှစ်ယောက်ပြန်ဆုံကြတယ်။ဒါပေမဲ့အခုတစ်ခေါက်မှာတော့အရင်လိုမဟုတ်တော့ဘူး။သူတို့နှစ်ယောက်လုံးဟာဝကောင်းစားလာနဲ့အစင်အတန်းတူစီးပွားရေးသမားတွေဖြစ်ရက်နေကြတာပါ။အရင်ကသူတောင်းစားတဲ့အသွင်ပြင်ရောသူ့ကိုယ်သူယူကြည့်မှုပါမယုံနိုင်လောက်အောင်ကိုပြောင်းလဲသွားခဲ့ပါပြီ။အဲ့ဒီမှာဒင်းဇာလိုင်းရဲ့အထက်အချက်ကပေါ်လာပါတော့တယ်။သူကပါပြန်ပေါ်လိုက်လဲဆိုတော့ ကျွန်တော်ဟာလေတကယ်တော့ဘယ်တော့မှတူတောင်စားမဟုတ်ခဲ့ပါဘူးကျွန်တော်ဟာအစကတည်းကစီးပွားရေးသမားတယောက်ပါကိုကိုကိုအဲ့လိုမြင်တတ်ဖို့ပဲလိုခဲ့လာတယ်ဒါကိုကြည့်ရင်တကယ်အတွင်ကုပြောင်မှုအစစ်ကပါနေကြမဟုတ်ဘူးသူ့ရဲ့စိတ်ထဲမှာသူ့ရဲ့မြင်ထဲမှာဖြစ်ခဲ့တာဆိုတော့ရှင်းတော့ပြီဆိုတော့ဒီဆက်လန်းလေးနဲ့ကျွန်တော်တို့အားလို့တဲ့ယူသွားလို့ရတဲ့အဓိကအချက်၄ချက်ကိုပြန်ကောက်ကြည့်အောင်နံပါတ်၁မေရခင်အရင်ပေးပါ နံပါတ်၄ကိုပါယူလို့ရမလဲဆိုတာထက်ကိုကဘာတံပိုးပြန်ပေးနိုင်မလဲဆိုတာကိုအဓိကထားစဉ်းစားပါနံပါတ်၃ကိုရဲ့စိတ်နေတဲ့ဘောထားအရင်ပြောင်းမှတကယ့်ဘဝမှတင်ရအစစ်ကိုနောက်ကနေလိုက်လာတာပါပြီးတော့နောက်ဆုံးနဲ့အရေးကြီးဆုံးအချက်ကတော့ကျွန်တော်တို့ရဲ့ဘဝဆိုတာကိုကိုကိုဘယ်လိုလူစားမျိုးလဲလို့မြင်တယ်လဲဆိုတဲ့အမြင်ကနေပဲပုံသွင်းဖန်တီးထားတာဖြစ်ပါတယ်ဒီတော့ဒီဇလန်လေးရဲ့အဆုံးမှာတော့စဉ်းစားစရာမေခွန်းလေးတစ်ခုနဲ့ပဲညီကုန်းချုပ်ချင်းပါတယ်ကိုကိုကိုဘယ်သူလို့ယုံကြည်ထားပါသလဲ အဲ့ဒီမေခွန်းရဲ့အဖြေကပဲလူတယောက်ချင်းစီရဲ့ဘဝကိုပုံဖော်သွားမှာမဟုတ်လား